ဘုန်းကြီးတို့တချမ်းမတိုင်ခင်ကအေဗီလာရှိရနေကဟိုနယ်သာလန်နိုင်ငံမှာဝေးဖွားတာတော့ဗမာပြည်မှာမွေးဖွားတာပဲနယ်သာလန်နိုင်ငံမှာငငယ်လေးတည်းကရောက်သွားတဲ့ကလေးမလေးတရားဘုရားဘာသာနဲ့ပတ်သက်ပြီးတော့တက္ကသိုလ်တစ်ခုမှာ thesis ရေးဖို့ဆိုပြီးဗမာပြည်ရောက်လာဗမာလို့သာပြောတယ်ဗမာစကားမတတ်ဘူး မမစကားမတတ်ဘူးသူချင်းတိကျင်တာတွေကိုသူလိုက်ပြီးတော့စုံစမ်းမေးမြန်းမိကုံပေါင်း20တမျိုးရှိတယ်သူမေးထားတယ်မိကုံစာရွက်လေးနဲ့ရေးလာတယ်အဲ့တော့ဘုဖုန်းကြီးဒီဖုန်းကြီးတွေစီရောက်ရဲ့နောက်ဆုံးဖုန်းကြီးတို့စီရောက်လာတယ်ပေါ့လေတေပြီလားရှေ့နေကရောက်လာအဲရောက်လာတော့ဒီတိကျင်တဲ့အဖြေတွေမိကုံတွေရဲ့အဖြေတွေအဲ့မှာသူမေးတဲ့ထင်မယ် ဘုရားဘာသာဖြစ်ဖို့ရအတွက်အခြေခံအကြဆုံးဘုရားဘာသာလို့ပြောတော့အခြေခံတရားပါလဲဆိုတာမင်းအဲ့တော့ဘုန်းကြီးတို့ဘုရားဘာသာဖြစ်ဖို့အတွက်အခြေခံကတော့ကာမတက္ကတာတမဒိဋ္ဌိပဲလို့ဘုရားတရဏံကိစ္ဆာမိဆိုခြင်းဆိုမဆိုခြင်းနေကာမတက္ကတာတမဒိဋ္ဌိရှိဖို့အမတန်မှအရေးကြီးဘုရားတရဏံကိစ္ဆာမိဆိုပြီးကာမတက္ကတာတမဒိဋ္ဌိမရှိဘူးဆိုရင်ဘုရားဘာသာဖြစ်နိုင်ဘူးမှန်ပါပါ အဲ့တော့သူ့ကိုဖြေပေးလိုက်တယ်ဘုန်းကြီးတို့ကာမသက္ကတသမာဓိဋ္ဌိကအရေးကြီးဆုံးပဲလို့လူတယောက်ဟာကာမသက္ကတသမာဓိဋ္ဌိကံကံဤအကျိုးကိုယ်ပဲဥစ္စာလို့မြင်နေဆိုတဲ့အဓိပ္ပာယ်ကစာလို့အဓိပ္ပာယ်ပြန်ပြောတာကိုလုထာကိုနဲ့သက်ဆိုင်နေဆိုတဲ့ခံယူချက်ပဲမှန်ပါပါကိုလုထာကိုနဲ့ပဲသက်ဆိုင်နေကိုလုထာကိုခံရမယ်ကိုလုထာကိုဆံရမယ်ဆိုတဲ့ခံယူချက်ဟာ အမြတမ်းမှအရေးကြီးတဲ့ခံယူချက်တစ်ခုဖြစ်တယ်။မှန်ပါဗျာ။အဲ့ဒါကိုကမ္မသက္ကတာသမာဓိဋ္ဌိလို့ပြောတာ။မြတ်စွာဘုရားကလည်းဟောထားတာရှိတယ်လေ။ကိုလှုပ်တာဘာလှုပ်လို့ကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့အဲ့ဒီလှုပ်ထားတာရဲ့အဆိုးကောင်းရဲ့အမွေကိုကိုယ်ပဲရမှာပဲလို့ဆိုတာ။ဒါကမ္မသက္ကတာသမာဓိဋ္ဌိရဲ့အမြင်ပဲပေါ့။မှန်ပါဗျာ။အင်္ဂလိပ်လိုပြောမယ်ဆိုရင် responsibility ပေါ့။ r e s p o n s i b i l i t y ဆိုတာဘာလုပ်လို့ကိုနဲ့ပဲသက်ဆိုင်တောင်းဝန်ယူတယ်ကိုပဲကိုပဲဆိုင်တယ်အဲ့တော့ကိုလို့တာကိုနဲ့သာသက်ဆိုင်တယ်ဆိုရယ်ခံယူချက်ဟာဘလောက်ထိအောင်အရေးပါတယ်လဲလို့ဆိုလို့ရှင်စဉ်းစားကြည့်လေကိုလို့တာကိုကိုတောင်းဝန်မယူဘူးဆိုတဲ့လူတစ်ယောက် ਨੇ ကိုလို့တာကိုကိုတောင်းဝန်ယူတယ်ဆိုတဲ့လူတစ်ယောက်ဟာဘလောက်ချားနာတယ်လဲဆိုရင်ဩကောင်းတာလုပ်လို့ဆိုးတာလုပ်လို့လို့သမီးငါပဲခံရမယ်ငါပဲဆိုင်ရမယ်ဆိုလို့ရှင် လူတွေရဲ့တဏ္ဏမှာလူတွေရဲ့အတွေးမှာမကောင်းတာဆိုးကျိုးကိုဘယ်သူမှမခံနိုင်ဘူးကောင်းကျိုးပဲစံညင်ရတယ်မဟုတ်လားမှန်ပါပါဗျာအဲ့တော့ကိုလို့တာကိုခံရမယ်ကိုဆံရမယ်ဆိုကောင်းတာပဲလှုပ်တော့မှာပေါ့ဒီပုံကွာလူတော်လူကောင်းဖြစ်ဖို့ရတဲ့ဒီအတွေးရှိဖို့ကိုလိုအပ်တယ်မှန်ပါပါဗျာအေးကောင်းတာလုပ်လဲကောင်းတာမဖြစ်ဘူးဆိုးတာလုပ်လဲဆိုးတာမဖြစ်ဘူးသူဖြစ်ချင်တာဖြစ်တယ်ဆိုတဲ့လူကလှုပ်ချင်တာလှုပ်တဲ့လူဖြစ်သွားတယ်မှန်ပါပါဗျာဘာလို့လို့ သိုးတာလို့လဲသိုးချိုးမဖြစ်ပါဘူးကောင်းတာလို့လဲကောင်းချိုးမရပါဘူးဆိုတဲ့လူတယောက်ဟာအကောင်းဆိုးသူရွေးပါအောင်မလားမရွေးလို့ရှိရင် तू ဘာပဲလုပ်မလဲဆိုရင်သိုးတာပဲလုပ်မှာပဲလေလောကမှာကောင်းတာလုပ်တာကခက်တယ်သိုးတာလုပ်တာကလွယ်တယ်လေအဲ့တော့လူဆိုတာအလွယ်ကြိုက်တော့အလွယ်လမ်းပဲလိုက်မှာပေါ့ဩစိဉ္ဇဒုက္ခဆိုတဲ့အကျိုးမရကြင်လို့ကောင်းအောင်လူတွေဟာတမင်ပြုပြင်ပြီးတော့နေကြရတာ ဟောမကောင်းတဲ့ဘက်ကနေရှောင်ကျင်ပြီးတော့ကောင်းတဲ့ဘက်ကိုရောက်အောင်ကြိုးစားပြီးတော့နေကြအဲ့ဒါကြောင့်မလို့လူတော်လူကောင်းဖြစ်ဖို့ရန်အတွက်ဒီအမြင်ဟာအရေးကြီးဆုံးပဲစာပေကျမ်းကနေထဲမှာဒီမနောကနေမှာမိစ္ဆာဒိဋ္ဌိလို့ဆိုထားတာရှိတယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဟာပြောမယ်ဆိုလို့ရှင်ကံရဲ့အကျိုးတရားကိုညှင်းပယ်တာခေါ်တာသက်ကာယဒိဋ္ဌိတွေဘာတွေနဲ့မဆိုင်ဘူးနော်ဟို62ပါးသော မိစ္ဆာဒိဋ္ဌိတွေနဲ့မဆိုင်ဘူးအဲ့တော့ကာမတက္ကတာသမာဒိဋ္ဌိကိုသမာသမာဒိဋ္ဌိရှိမှမရှိဘူးဆိုရင်ခုနကမိစ္ဆာဒိဋ္ဌိနတ္တိကဒိဋ္ဌိဖြစ်သွားနိုင်တယ်ပေါ့အဲ့တော့နတ္တိကဒိဋ္ဌိရဲ့အဓိပ္ပာယ်ကကောင်းတာလုပ်လို့ကောင်းကျိုးရတယ်ဆိုတာကိုလက်မခံဘူးမကောင်းတာလုပ်လို့မကောင်းကျိုးရတယ်ဆိုတာလက်မခံတဲ့အယူဝါဒပဲမှန်ပါပါအဲ့ဒါကိုမနောတုစရိုက်မှာဒိဋ္ဌိလို့ပြောတယ်ဒီပြဟာကိုပြောတာမဟုတ်ဘူး ရှောက်ပြီးတော့ယောမိတတ်တဲ့စာပေကျမ်းဂန်တွေကိုတေချာလေ့လာကြည့်လို့ရှင်အဲ့မှာမိစ္ဆာဒိဋ္ဌိဆိုတာဘာလဲလို့တေချာဖွင့်ပြတာတိတိကျကျမှန်ပါဘူးတေတိချာချာဖွင့်ပြထားတာအဲ့ဒါကိုတခါတရံကျတော့ဓာတ်တဝုထုကသမ္မာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိလို့ဒီလိုပြောလို့ရှိတယ်ပေါ့အဲ့တော့မနောသူစရိုက်ထဲမှာပါတဲ့သမ္မာဒိဋ္ဌိဆိုတာလေအဲ့ဒါရဲ့ဆန့်ကျင်ဘက်ပဲကံတရားတွေရဲ့အကျိုးရှိတယ်လို့သိမြင်တာသမ္မာဒိဋ္ဌိ အဲ့ဒီသမ္မာဒိဋ္ဌိကအခုပြောခဲ့တဲ့ကမ္မသက္ကတာသမ္မာဒိဋ္ဌိပဲပေါ့အဲ့တော့စိတ်ထဲမှာစေရနာမဟုတ်ဘဲနဲ့ကံအရာမြောက်နေတဲ့တရား၃ခုရှိတယ်အဲကုသိုလ်ကံမှာ၃ခုရှိတယ်အကုသိုလ်ကံ၃ခုရှိတယ်စေရနာကိုပြောတာမဟုတ်ဘူးစေရနာမဟုတ်ဘဲနဲ့ကံအရာမြောက်နေတာဘာတွေလဲဆိုရင်အကုသိုလ်ကအဘိစာဖြာပါရမိစ္ဆာဒိဋ္ဌိ အဲ့ဒါကံဖြစ်တယ်မှန်ပါပါအဘိဇ္ဇာဆိုတာသူများပစ္စည်းကို ကိုယ်ပစ္စည်းဖြစ်ရင်ကောင်းမှာပဲဆိုတဲ့လောဘနဲ့တွေးတဲ့အတွေ့တွေးပြီးလိုက်တာနဲ့တကြိုင်နဲ့ကံဖြစ်သွားပြီသူကမှန်ပါပါမနောကံဖြစ်သွားသူများပစ္စည်းကိုလိုချင်တဲ့လောဘကိုပြောတာမဟုတ်ဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းလုပ်ဖို့အတွေ့မှန်ပါပါသူများပစ္စည်းကိုတွေးတော့ လိုချင်စရာကောင်းလိုက်တာလို့ဒီလိုပြောတာမျိုးတွေမဟုတ်ဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းလုပ်ဖို့အတွင်းမျိုးကြမှာအဘိဓါလို့ခေါ်တယ်ကိုယ်ပစ္စည်းကိုလိုချင်တဲ့လောဘကလောဘတတ်တပဲသူကမနှောကမဟုတ်ဘူးအဲ့ဒါနော်နောက်တစ်ခုဗျာပါဒကလည်းတူတူပဲအေးကိုသားသမီးကိုစိတ်ဆိုးတယ်ကိုယ်ဆွေမျိုးသားချင်းတွေကိုတပည့်တွေသားပြီးစိတ်ဆိုးတယ်အကြောင်းတစ်ခုကြောင့်စိတ်ဆိုးတယ်ရိုးရိုးပြပါတာ ေါသပဲအဲ့လိုမဟုတ်ပဲနဲ့အတွေ့အကြုံပိုးလာတော့ဆိုဒီကောင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲသိသွားရင်ကောင်းမှာပဲလို့ပါလို့ဆိုဒီထီအောင်တွေးလိုက်ပြီဆိုရင်တော့အဲ့ဒါကကံဖြစ်သွားပြီသူကမှန်ပါဗျာအဲ့ဒါကြတော့မနောကံလို့ခေါ်အဲ့ဒါကိုပြပါရလို့ပြောတာဟောမိစ္ဆာဒိဋ္ဌိကြတော့ကံရဲ့အကျိုးတရားဆိုတော့မရှိပါဘူးလို့ ကောင်းတာလုံးလည်းကောင်းတာမဖြစ်ပါဘူးဆိုးတာလုံးလည်းဆိုးတာမဖြစ်ပါဘူးလို့ကံရဲ့အကျိုးတရားကိုညှင်းပယ်လိုက်တဲ့နတ္ထိကအတွေးတွေကိုယ်တဏ္ဍမှာဒီအမြင်တွေရောက်လာလိုက်တာနဲ့တပြိုင်တည်းမိစ္ဆာဒိဋ္ဌိဖြစ်ပြီးတော့ကံကံအညာမြောက်သွားတယ်အဲ့ဒါထို့တူပဲကောင်းတဲ့ဘက်မှာကြည့်ရင်အနဘိစ္ဆာအပြပါဒသမာဒိဋ္ဌိဒီသုံးခုကလည်းကုသိုလ်ကံပဲပါမှန်ပါဗျာဒါစေရနာကိုပြောတာမဟုတ်ဘူးเนาะ ရသောအဖြစ်တော့စေရနာဘိခွေကမ္မဝရမိစေရနာကိုကံလို့ဟောတယ်လို့ဒါဆိုဗျာတုတ်တန်တစ်ခုမှဒီလိုဟောထားတယ်သို့တော့စေရနာမဟုတ်ဘဲနဲ့ကံလို့ပြောတာတွေရှိသေးတယ်ဆိုတာမှတ်ရမှာပေါ့မှန်ပါဗျာကောင်းပြီအဲ့ဒီအမျိုးသမီးလေးမြန်မာအမျိုးသမီးမြန်မာစကားမတတ်တဲ့မြန်မာအမျိုးသမီးသူမေးတဲ့မေးခွန်းတွေကဘုရားဘာသာဖြစ်ဖို့အခြေခံသူက fundamental sources ကိုမေးတာ fundamental ဆိုတာ တကယ်အခြေခံကြတာဗုဒ္ဓဘာသာဖြစ်ဖို့အခြေခံကြတာဘာလဲဆိုရင်ကမ္မတက္ကတသမ္မာဒိဋ္ဌိပဲလို့အဲ့ဒီကမ္မတက္ကတသမ္မာဒိဋ္ဌိကဗုဒ္ဓဘာသာရဲ့အခြေခံကြတယ်လို့ဘာလို့ပြောရလဲလို့ဆိုရင်လို့ဒီကမ္မတက္ကတသမ္မာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဒီဖះကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမကိုးကွယ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေကံကံဤအကျိုးသိမြင်ပြီးတော့လက်ခံတဲ့ပုဂ္ဂိုလ်မှန်သမျှနှပ်ပြေရောက်နိုင် ူကမကောင်းတာရှောင်ပြီးကောင်းတာတွေကိုလှုပ်တော့မှာလေဒီကိုလှုပ်တာကိုနဲ့ဆိုင်တယ်ဆိုတော့အတွေးရှိနေသည့်အတွက်ကြောင့်ကာမသက္ကတာသမာဓိဋ္ဌိဟာသူကနတ်ပြည်ကိုရောက်စေနိုင်တယ်ပေါ့အဲ့ဒါမရှိဘူးညင်းပယ်တယ်ဆိုလို့ရှိရင်ကောင်းရသူဂတိဘုံကိုမရောက်နိုင်ဘူးတက္ခဝရဏလို့စာရိမ်မှာသုံးတယ်ပေါ့တက္ခဝရဏဆိုကောင်းရသူဂတိလူဘုံနတ်ဘုံကိုမရောက်နိုင်ဘူးတဲ့မိစ္ဆာဒိဋ္ဌိဖြစ်နေလို့ရှိရင် အဲ့တော့ဘုရားကိုကိုးွယ်သည်ဖြစ်စေမကိုးွယ်သည်ဖြစ်စေဒါကြောင့်မိစ္ဆာဝါဒရှိတဲ့ပုဂ္ဂိုလ်တွေတည်းကလည်းပဲနတ်ပြည်ရောက်နေကြတာရှိတယ်လေဒီတချို့ကထင်တယ်မိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင် ရောပြီးတော့တက္ကရာဒိဋ္ဌိတို့မှာတော့ ਨੇ ရောပြီးတော့ပြောမိတတ်တယ်ပေါ့စာပေကျမ်းဂန်နေကြည့်ရင်တက္ကရာဒိဋ္ဌိဆိုတာအစင်းမြင့်သွားပြီတက္ကရာဒိဋ္ဌိကနတ်ပြည်ရောက်ဖို့လူပြည်ရောက်ဖို့ ਨੇ ပတ်သက်လာရင်တက္ကရာဒိဋ္ဌိကဘာမှအနှောင့်အယှက်မပေးဘူး သက္ကာယဒိဋ္ဌိကဘာကိုအနှောင့်အယှက်အဟံတာလုပ်တယ်လဲဆိုရင်နိဗ္ဗာန်ကိုတွေးဖို့တော့အဟံတာလောက်မှန်သူပါမှန်ပါဗျာနော်သက္ကာယဒိဋ္ဌိရှိနေလို့ရှိရင်အမှန်မမြင်သည့်အတွက်ကြောင့်နိဗ္ဗာန်လမ်းကြောင်းတော့သူရှာတွေးနိုင်ဘူးပေါ့မှန်ပါဗျာဟောဒီကမ္မသက္ကတာတမကမ္မသက္ကတာတမဒိဋ္ဌိမရှိဘူးဆိုလို့ရှိရင်နတ်ပြည်ရောက်ဖို့ထီအောင်ကိုမဖြစ်နိုင်ဘူးပေါ့မှန်ပါဗျာဒါကြောင့်မို့လို့ဒါဘုရားဘာသာဖြစ်ဖို့အခြေခံကြတယ်လို့ မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲသာသနာပေါင်းဝင်ကွင်းပြုတယ်ဆိုတဲ့နေရာမှာကမ္မဝါဒီတွေကိရိယာဝါဒီကံကိုလက်ခံတဲ့ပုဂ္ဂိုလ်ကံတရားဟာပြုလုပ်ထိုက်တယ်လို့ကုသိုလ်ကောင်းတဲ့ကံဟာပြုလုပ်ထိုက်တယ်လို့အယူဝါဒရှိတဲ့ပုဂ္ဂိုလ်အဲ့ဒါကိုကမ္မဝါဒီကိရိယာဝါဒီလို့ခေါ်တယ်အဲ့ဒီကမ္မဝါဒီကိရိယာဝါဒီလို့ဆိုလို့ရှိရင်သာသနာပေါင်းရှောရှူရှူဝင်ကွင်းပြုတယ်ဘုရား ာသနာဘောင်ဝင်ကျင်ပါတယ်ဆိုရင်ကမ္မဝါဒီတွေဆိုလို့ရှိရင်လေ့ကျင့်စရာမလိုဘူးဝင်ခဲ့ကမ္မဝါဒီမဟုတ်ဘူးတခြားမိစ္ဆာယူဝါဒတွေကိုလက်ခံပြီးတော့တခြားအတိုင်းဝိုင်းမှာရဟန်းခံထားတဲ့ပုဂ္ဂိုလ်တွေဆိုရင်လေးလစောင့်ပြီးတော့သူက training ယူရမယ်လေးလထောင်းပြီးစောင့်ပြီးတော့ training ယူရမယ်လေးလပြည့်လို့သူလုံးတဲ့သူ့ရဲ့ အမှုအကျင့်တွေလက်ခံနိုင်လောက်တဲ့အရေးချင်းရှိပြီဆိုမှတန်ခါသူ့ကိုရံခံပေးရမယ်လို့ဝိနည်းကျမ်းထဲမှာဒီလိုဆိုထားတာရှိတယ်အမှန်တမ်းမစနစ်ကြတယ်နော်မှန်ပါဗျာအဲ့ဒီမှာမြတ်စွာဘုရားကကာမဝါဒီဆိုလို့ရှိရင်ချက်ချင်းရံပြုခွင့်ပေးလိုက်တယ်အဲ့ဒါထောက်လိုက်ကြတဲ့ကဗုဒ္ဓဘာသာဖြစ်ဖို့အခြေခံအကြောင်းတရားဘာလဲလို့ဆိုရင်ကမ္မတက္ကတသမဒိဋ္ဌိပဲ